forward training လောကနေ fashion လောကအထိကိုရေးလဲကျမ်းခဲ့တဲ့ဖနက်တင်အကြောင်းကိုခုပြောပြဒီဖနက်အကြောင်းပြောရမယ်ဆိုရင်ဒီဖနက်ကိုပထမဆုံးစားထုတ်ခဲ့တာကတော့သူ့ရဲ့ရည်ရွယ်ချက်အဓိကရည်ရွယ်ချက်ကဘောလုံးလောကမှာဘောလုံးသမားတွေ training စင်းမှုအတော့ကိုစပြီးထုတ်ခဲ့တာဖြစ်တယ်ဒါမဲ့သူ့ရဲ့ all star ကြီးမားလာပုံကဘောလုံးလောကမမကတော့ပဲနဲ့ကျွန်တော်အပြင်ဒီ lifestyle တွေမှာအစစီးဖို့အတွက်ထိပါဖြစ်လာခဲ့တယ် ူ့ရဲ့ဩဇာကြီးမားပုံကဘယ်လောက်ထိကြီးမားလာလဲဆိုလို့ရှိရင်ကျွန်တော်ဒီ US မှာရှိတဲ့ model တွေကအစဝက်ဆင်တဲ့ဥစ္စာပေါ့ဘယ်လိုပြောရမလဲကျွန်တော်အနည်းဆက်ဆုံးပြောရရင်ကျွန်တော် Justin ရဲ့ hairline တို့ပြီးွားလို့ရှိရင် Carter လို့ခေါ်တဲ့ဒီ model လောကရဲ့ထိပ်သီးတွေပေါ့ပြီးသွားလို့ရှိရင်နောက်တစ်ယောက်ကကျွန်တော်တို့ Carter လို့ခေါ်တဲ့ဒီ ဖက်ရှင်လောကမော်ဒယ်လောကမှာတကယ်ကိုထိပ်သီးဖြစ်တဲ့မော်ဒယ်တွေကဝစ်စင်ရတယ်ဒီဖက်နက်ကိုကျွန်တော်တို့စားထုတ်ခဲ့တာကျွန်တော်တို့ထုတ်တာမဟုတ် sorry ဒီဖက်နက်ကိုစားထုတ်ခဲ့တာ1949ကနေစပြီးဘောလုံးသမားတွေ training စေဖို့ထုတ်တယ် ဒီကဘောလုံးဖနက်နမဲပေးမဲ့ဟာဖြစ်လာခဲ့တယ်အဲ့တုန်းကစပြီးထုတ်တော့ဘရာဇီးရိုးရာရဲ့အကနမဲကိုအစွဲပြုတ်ပြီးတော့ဆန်ပါလို့ပေးခဲ့တယ်ထုတ်ခဲ့တဲ့သူကတော့ကျွန်တော်တို့ဒီ Adidas ရဲ့ founder ပဲ creator ဖြစ်တဲ့ Adolf ကသူကိုယ်တိုင် design ဆွဲပြီးစထုတ်တယ်။ဘောလုံးလောကအတွက်ထုတ်တာဖြစ်တဲ့အတွက်ကိုသူကဘောလုံးဖနက်အနေနဲ့အောက်ဘက်မှာမြတ်တီနဲ့မလျှောဝစေဖို့အသီးလေးနဲ့စပြီးထုတ်ခဲ့ ဘာဖြစ်လို့ဆိုပေါ်လုံးလောကမှာ training ဆင်းဖို့အတွက်ဒီမှာမြင်ရတဲ့ပုံစံတိုင်1950မှာ Adidas စံပေါ့ပုံစံအထူအနေနဲ့စထုတ်ခဲ့တယ်။သူကပေါ်လုံး training အတွက်စထုတ်ပေမဲ့အဲ့ကတည်းကပေါ်လုံး training အတွက်မဟုတ်ပဲ fashion လောကကိုလွှမ်းမိုးလာ။အဲ့ကောင်ကကျွန်တော်တို့အိမ်နေရင်းဖြစ်ဖြစ်လမ်းသွားရင်းဖြစ်ဖြစ်ပွဲတွေသွားရင်းဖြစ်ဖြစ်ဘောင်းမီရှိဘောင်းမီအတူ ဘလို့ဒီဇိုင်းဘလို့ဖက်ရှင်မျိုးနဲ့မဆိုအရန်ဥမာလိုက်ဖက်တဲ့ဖက်နဲ့တရံဖြစ်တယ်။ယောက်ျားစီမိန်းမစီဘလို့မျိုးမဆိုဗျာအရန်ဥမာလိုက်ဖက်တဲ့ဖက်နဲ့တရံဖြစ်တယ်။ကျွန်တော်တို့ဒီဖက်နဲ့ကိုအခုချိန်မှာဆိုရင်ကျွန်တော်တို့ဘလို့ပြောရမလဲကာလာဝေးတွေအများကြီးနဲ့တွေ့နိုင်ဗျာကျွန်တော်တို့မှာကာလာဝေးတွေအများကြီးဘလို့ဖက်ရှင်မျိုးဝုတ်ဝက်ကျွန်တော်တို့ ਨੇ အဲ fashion နဲ့လိုက်မဲ့ color wave ကိုပါရွေးချယ်ပြီးပွက်လို့ရတဲ့အနေအထားတွေကိုရောက်လာအောင် ထုတ်ခဲ့တယ်။ဒီကောင်က legacy ဖက်နဲ့တရားဖြစ်တယ်။ဘာလို့လဲဆိုတော့1950ရာနေပြီးတော့ဒီနေ့2025အထိကိုတကယ်ကိုကျန်းခဲ့တယ်။ rather လို့အနေနဲ့ရော Adidas ဆံမှာတရားရွေးဆိုရင်ဘယ်လို color wave ရွေးမလဲ။